ဒီနေ့မှာတော့ကစွန်းကြီးရွက်ရတာနေပေါ့နော်ကစွန်းကြီးရွက်ခြင်းဟင်းလေးချက်ပါမယ်ရှင်ကစွန်းကြီးရွက်နဲ့လိုက်ဖက်တဲ့ဟင်းလေးကိုအရင်ဆုံးချက်မယ်ပေါ့နော်တော့ငချင်းကိုတန်ရှင်းစစ်ကြအောင်စေချောပြီးရင်စလွဲမုံချုံမုံစားနဲ့ငရုတ်ကောင်းမုံတို့ထည့်ပြီးတော့တိတိချာချာလေးနှမ်းဆက်သွားအောင် နေပါမယ်ရှင်ဒီငချင်းကကျွန်မတို့ကြော်မယ်ကြော်ပြီးရင်ထောင်းမယ်ထောင်းပြီးတော့မှအမွှားပြန်ကြော်ပြီးတော့ပေါ့နော်အဲကျွန်တော်တို့ငါးကြော်မွှားထောင်းလေးလုံးမှဖြစ်တဲ့အတွက်ဒီမှာငံပြားကြီးမသုံးတာပါဘူးစားပဲသုံးပါရရှင် ရတာလေးတွေငါးသားရဲကိုစိတ်ဝင်သွားစေဖို့အတွက်တည်တည်ချာချာလေးနေသွားပေးလိုက်ပါမယ်ရှင်။ကျမဒီငါးမွားကျော်ဗီဒီယိုကိုတင်ပူးတယ်လို့ထင်ပါတယ်ရှင်။ကျမလည်းမမှတ်မိတော့ဘူးပေါ့နော်။အဲဒီနေ့ကကစွန်ကြီးရွက်ချက်မှာဆိုတော့လေသူ့တမျိုးရဲဖြစ်နေမှာဆိုလို့ငါးမွားကျော်ဒီလေးပါတစ်ခေါက်ထပ်ပြီးတွဲတင်လိုက်တာဖြစ်ပါတယ်ရှင်။ငါးကိုတည်တည်ချာချာလေးနေပြီးသွားပြီဆိုလို့ရှိရင်နော်စီမြမြလေးနဲ့ကျမတို့တွေကျွတ်နေအောင်ကြော်သွားပေးလိုက်ပါမယ်ရှင်။ အဲ့တော့ငါးကြော်လေးကိုစင်ပြေနပြေနဲ့ပေါ့နော်ကျွတ်ကျွတ်ရွရွလေးဖြစ်တဲ့နေထားလောက်ထိကြော်သွားပေးလိုက်ပါမယ်ရှင်။ငါးကြော်လေးကကျွတ်သွားတဲ့နေထားရောက်ပြီဆိုလို့ရှိရင်တော့ခဏလောက်အေးခံပြီးတော့ကျမတို့ဘန်းထဲမှာထည့်ထားလိုက်မယ်ပေါ့နော်။ပြီးသွားရင်အေးခံပြီးသွားပြီဆိုလို့ရှိရင်တော့ကျမတို့ဒီငါးကြော်လေးတွေကိုထောင်းလိုက်ပါမယ်ရှင်။ငါးကြော်လေးတွေကိုတည်တည်ချာချာမွမ်းမွားစီစီလေးဖြစ်သွားအောင်တည်တည်ချာချာလေးထောင်းသွားပေးရပါမယ်ရှင်။ ျမတို့ကြည်တယ်ဆိုရင်မထောင်းပဲနဲ့ပေါ့နော်တည်တည်ချာချာလေးမွားမွားစီစီလေးပြတ်သွားအောင်ထောင်းသွားပေးရပါမယ်ရှင် ထောင်းပြီးွားတော့မှကျမတို့အယိုးလေးတွေကိုဖယ်မယ်ပေါ့နော်အယိုးကဒီနေရာမှာအမ်ကြီးတဲ့အယိုးလေးတွေကိုပဲဖယ်ပါပေါ့နော်ဖယ်လို့ရတယ်ပေါ့နော်သေးတဲ့အယိုးလေးတွေကဖယ်စရာမလိုပါဘူးဘာလို့လဲဆိုတော့ကျမတို့ကဒီထောင်းပြီးသားငါးမွှားလေးကိုကျမတို့ထပ်ပြီးတော့ကျွတ်ပြန်ကြော်မှဖြစ်တဲ့အတွက်ဒီငါးအယိုးသေးသေးလေးတွေကမဖယ်လဲရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့ကြော်တဲ့ခါကျရင်ငါးအယိုးလေးတွေကကျွတ်ရွပြီးတော့ဒီအယိုးပါစားလို့ရတဲ့အနေထားလောက်ဒီရတယ်ပေါ့နော် တော့ဒီနေရာမှာက၅ကြော်အယိုးကဖယ်ခြင်းမဖယ်ခြင်းကတော့မိမိစိတ်ကြိုက်ပါပဲရှင်။ဒီမှာတော့ကြီးတဲ့အယိုးလေးတွေပဲဖယ်လိုက်ပါရစေ။သေးတဲ့အယိုးတွေအထိတော့မဖယ်လိုက်ပါဘူးရှင်။အခုဆိုလို့ရှိရင်၅ကြော်လေးကိုဒီလိုမျိုးမွှားစီတက်နေအောင်ကျွန်တော်တို့ထောင်းလာပေးရတယ်ပေါ့နော်အရေကုန်လေးကထောင်းလို့မရတဲ့အတွက်အရေကုန်လေးတွေကိုတော့တတ်တတ်ဖယ်ပေးပါမယ်ရှင် ကျမလေးငါးကိုလေးထောင်းပြီးတော့မွားနေအောင်ပြန်ကြော်တာမျိုးပေါ့နော်ကျမမရိုက်မိလိုက်ပါဘူးရှင် တောင်းပါပါတယ်ရှင်အဲ့တော့ကျမတို့ထောင်းထားတဲ့ငါးတွေကိုစီများများလေးထဲမှာမွားနေအောင်ပြန်ကြော်ရတာပေါ့နော်ဒါကတော့စက်သွန်နီနဲ့စက်သွန်ဖြူပါစီချက်လုပ်ဖို့အတွက်ပါရှင်ရစီမများလေးထဲမှာစွသွန်ဖြူနဲ့စွသွန်နီကိုစီချက်ကလေးကိုကျွတ်နေအောင်လို့ကြော်သွားပေးလိုက်ပါမယ်ရှင်။ဒီငါးမွားကြော်လေးတော့ကိုကျမတို့စီချက်ကိုလည်းများများလေးတုံးထားလိုက်ပါရရှင်။ စီချလေးတွေကချက်သွားပြီဆိုရင်တော့ပကံတပကံနဲ့ကိုကျွန်တော်တို့လှည့်ထည့်ထားလိုက်ပါမယ်ရှင်။ပြီးသွားရင်တော့စီလေးအနည်းငယ်တွေကိုစနွေမုတ်လေးထည့်ပါမယ်။ပြီးရင်ငြုတ်သီးခွဲချမ်းမုတ်လေးကိုကြောသွားပေးလိုက်ပါမယ်ရှင်။ဒီငြုတ်သီးခွဲချမ်းမုတ်လေးကိုငြုတ်သီးအနက်လုံးဝပျောက်သွားတဲ့အထိကိုကြောသွားပေးလိုက်ပါမယ်ရှင်။ တော့မြို့ဒီခွဲချက်မှုတွေကိုရတာအနေနဲ့ခြုံမှုနဲ့စာထည့်ပြီးတော့တရားရောသမတော်အောင်တည်တည်ချာချာလေးမှုသွားလိုက်ပါမယ်ရှင်မြို့ဒီနဲ့လည်းလုံအောင်ပြောက်သွားပြီဆိုတော့ကျမတို့မွားနေအောင်ကြော်ထားတဲ့ငားလေးကိုထည့်လိုက်ပါမယ်ရှင်ငားထဲမှာတွေ့ရတဲ့အယိုးလေးတွေကလည်းကျွတ်ကျွတ်လေးနဲ့စားလို့ကောင်းပါတယ်ရှင်ပြီးွားရင်တော့ကျမတို့ကြော်ထားတဲ့စီချက်ကလေးကိုထည့်ပြီးတော့အားလုံးရောသမတော်အောင်တည်တည်ချာချာနှံ့နှံ့ဆက်ဆက်လေးမှုသွားပြလိုက်ပါမယ်ရှင်ဒါဆိုရင်တော့အရန်ကိုမှရတာရှိပြီးအရန်ကိုမှစားလို့ကောင်းတယ်ငားမွားကြော်လေးကတော့ရတော့ပါပြီရှင်ဒစွန်ကြီးရဲ့ချက်ဖို့အတွက်ငား ားနေငယ်တွေကိုချုံမုတ်ထည့်မယ်စားထည့်မယ်စနွေးမုံနဲ့ငပြားကြီးထည့်ပြီးရတာရီနှက်ဆက်သွားအောင်တည်တည်ချာချာလေးနေသွားပြလိုက်ပါမယ်ရှင် ပုံမှန်ဆိုလို့ရှိရင်အိမ်မှာဟင်းငါပဲချက်ချက်ဟင်းညိုပဲချက်ချက်ချင်းပဲချက်ချက်ပေါ့နော်ငါးကိုပြုတ်ပြီးတော့မှနှွှဲ့ပြီးတော့မှချက်ပါတယ်ဒီနေ့တော့ ဒါကတော့ကစွန်ကြီးရွက်ဖြစ်ပါရဲ့ရှင်ကစွန်ကြီးရွက်ကိုကျွန်မတို့ issue ကလေးတွေတင်ပြီးတော့တန်ရှင်းစင်ကြအောင်စီကြောထားလိုက်ပါမယ်ရှင်ကစွန်ကြီးရွက်ချက်ဖို့အတွက်ဟင်းအနှစ်နေနဲ့ကတော့မြေသီးစိမ့်မုတ်ထဲကိုစစ်တုံနီလေးထည့်ပြီးထောင်းပါမယ်စစ်တုံနီကိုညံ့နေအောင်ထောင်းလိုက်ပါမယ်ရှင် ခြင်းရင်းနဲ့ကိုထည့်မယ်ဟင်းအနှစ်လေးရစီရင်တော့ပါရှင်ငယူသီးနှစ်လေးရောက်သွားပြီဆိုရင်တော့ကျမတို့စီလေးနှင်းငယ်ထည့်မယ်ဆွေးနွေးမှုလေးထည့်ပြီးတော့ဒီနှစ်ငယူသီးနှစ်လေးကိုချက်ပါမယ်ရှင်ငယူသီးနှစ်လေးပျောက်သွားပြီဆိုရင်တော့ငားလေးကိုထည့်ပြီးတော့လုံးလိုက်ပါမယ်ရှင် အဲ့တော့ငားနေထားတဲ့ပကံလေးကိုကျမတို့ရေလေးနှင်းငယ်ချင်းမိထည့်လိုက်ပါမယ်။ငားလေးကိုအနှင်းငယ်လုံးပြီးသွားရင်ဒီငားလေးကိုခဏလောက်ဖယ်လိုက်မယ်ပေါ့နော်။အယုံဆုံးအရွက်ကိုချက်ပါမယ်။အရွက်ချက်သွားတော့မှငားပြန်ထည့်မယ်ပေါ့နော်။နောက်မှဆိုလို့ရှိရင်ဟိုငားကိုလည်းထည့်ထားပြီးမှအရွက်ချက်တဲ့အထိကျမတို့ထည့်ချက်လိုက်ရှင်ငားတွေကြည်သွားမှဆိုလိုပါရှင်။အဲ့တော့ငားကိုအတုံးလိုက်လေးတွေစားခြင်းတဲ့အတွက်အရွက်ကိုအယုံဆုံးရေလေးအနှင်းငယ်နဲ့နူးဤဝါအောင်ချက်လိုက်တယ်။ပြီးသွားတော့မှငားကိုထည့်လိုက်ပါရရှင်။ ဒီနေရာမှာငါးဖဲ့ခြင်းမဖဲ့ခြင်းရမိမိစိတ်ကြိုက်ပါเนาะကျမတို့ကငါးတုံးလေးတွေပုံပြတ်သွားမှာဆိုလို့ပေါ့เนาะငါးတုံးလေးတွေကိုဖဲ့လိုက်ပြီးတော့မှပြန်ထည့်ချက်တာဖြစ်ပါတယ်ရှင်ချင်းဖြစ်တဲ့ခါကျတော့အရွက်ကလည်းနူဤသွားပြီးကျမတို့ငါးကလည်းကြက်နေပြီးသားဖြစ်တဲ့ဆိုတဲ့ခါကျတော့မချီးရည်လေးကိုထည့်လိုက်ပါမယ်ရှင်မချီးရည်များများထည့်လိုက်မယ်ပေါ့เนาะချင်းဖြစ်တဲ့အတွက်မချီးရည်များများလေးသုံးလိုက်ပါတယ်ရှင် စုပွက်လာတဲ့အနေထားရောက်ပြီဆိုရင်တော့ရတာအနေနဲ့ချိုမုံရဲစားရင်ငံပြားကြီးရဲထည့်လိုက်ပါမယ်ပြီးွားရင်ရောသမားတော်အောင်မှုပြီးတော့ဟင်းရဲ့စူးစူးပွက်ပွက်ဖြစ်သွားတဲ့အနေထားလောက်ကြီးချက်သွားပေးပါမယ်ရှင်ချင်းရင်ကလည်းစုပွက်လာတဲ့အနေထားရောက်ပြီဆိုလို့ရှိရင်တော့ကစွန်ကြီးရဲ့ချင်းရင်လေးကတော့ရသွားပါပြီရှင်ဒါဆိုရင်တော့ဟင်းပွက်လေးတွေပြင်လိုက်ပါတော့မယ်ရှင်အော်ကစွန်ကြီးရွက်ချင်းရစားချင်းတွေကကြပြီပေါ့နော်မရတာနဲ့ဒီနေ့မှာတော့ကစွန်ကြီးရွက်ချင်းလေးရတာနဲ့သူနဲ့ live ဖတ်မဲ့အဲငါးမှွာကျော်လေးနဲ့ပေါ့နော် ရန်ကုန်မှာ live ဖတ်ပြီးရန်ကုန်မှာစာလို့ကောင်းပါတယ်ရှင်။ကျွန်မရဲ့ video လေးတွေကိုဆုံးဖြတ်ကြည့်ရှုပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ကျွန်မရဲ့ video လေးတွေကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ကျွန်မရဲ့နောက်ထပ် video လေးတွေကိုလည်းအားပေးကြပါအောင်လို့တောင်းဆိုပါတယ်နော်။နောက်ထပ် vlog တွေမှာပြန်တွေ့ပါမယ်။အားလုံးပဲ bye bye ။